။ငါကကျွန်တော်နာမည်ပေးဦးပါ။အင်္ဂလိပ်နိုင်ငံသားပါ။ဒီခေတ်ကကျွန်တော်ဆလင်းငယ်ရေတော့တုံခွဲရတာ။ခု24မိရှိပါဘူး။ကျွန်တော်ဒီစာကိုတောင်အိန္ဒိယကာရီလန်ကနေရင်းနေတာ။ဒီကြောင့်ကိုဒါကုန်းကတုံခွဲခြင်းတွေကိုပြောဦးပေးမယ်။ဘယ်သူမှမယုံကြဘူး။အားကြောင့်ခင်ဗျားတို့ကိုပြောပြချင်နော်ရင်တော့တော့တစီရီစကူးရင်တဲ့အရာကြီးလုံးဝမယုံဘူး။ဒါပေမဲ့ဒီခေတ်ရဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပဲ မှတန်းစာမိုးရပြည့်တယ်ပါအန်တီအင်ကိုအနားယူဖို့တွားခဲ့တယ်သူတို့အင်ကလျာနီဘောကအင်တီကလုံးကိုလေးကလက်ထမတစ်ယောက်ဖြစ်ပြီးတော့သိတ်မွားကျက်ခွေးကြောင်အနားကြီးမွေးထားတယ်အင်ကြီးမှာအိတ်ခမ်းလေးခမ်းရှိတယ်ကျွန်တော်ကဦးမြရဲ့ဖခင်ပိုးကြီးတုံးခဲ့တယ်အိတ်ခမ်းအဟောင်းကြီးကိုရွေးချယ်လိုက်ပိုးကြီးကလုံခဲ့တဲ့၄မိနစ်လောက်ကဆုံးသွားပြီဒီအိတ်ခမ်းကအကောင်းဆုံးနဲ့ရေချိုးခမ်းပါတယ်ခမ်းပါညပညမှာကျွန်တော်အိတ်နေတော့ငါသွားချင်တာရေချိုးခမ်းမှာကြံပေါက်တစ်ခုရှိတယ် အဲ့ဒီကနေကြည့်လိုက်တော့စိတ်ကောင်းတစ်ခုကိုမြင်လိုက်ရတယ်။ငါငါအမြင်မလားဆိုပြီး Beam Cyber AI ပြောင်းလာတယ်။ဒါပေမဲ့စိတ်ထဲမှာတစ်ခုခုလန့်နေအိတ်မပြောဘူး။ဘာကြောင့်မသိဘူးရေစိုးကန်းကိုကြည့်လိုက်တော့ရေတစ်ခုကိုမြင်လိုက်ရတယ်။ငါစိတ်ကူးတက်ကအရေးပဲဖြစ်မှာပဲလို့ထင်ပြီးတော့အိတ်ကိုကျိုးစားတယ်။အိတ်ပြောသွားပြီးမှနောက်ညမှာပိုဆိုးလာတယ်။အိတ်လိုက်တဲ့အခါခန္ဓာကိုယ်ကလှုပ်နေရဘူး။လူစိတ်တယ်လို့ဖြစ်နေတယ်။အဲ့ဒီအချိန်မှာဘီဘီယောက်ကိုမြင်လိုက်ရတယ်။ဘယ်သူလဲမသိဘူးသူ့မျက်လုံးကအမြင်ရောမှာ။ သူကမိမိအနေငယ်တော့ငါ့ကိုကြည့်နေနောက်တော့ငါ့ရဲ့နှာခေါင်းကိုထိလိုက်တယ်ထိလိုက်တဲ့အခါရမ်းလာတယ်အဲ့ဒါနဲ့ကြောက်လန့်ပြီးအိဟာကနူကိုကြိုးစားတယ်နောက်ဆုံးနိုးလာတဲ့အခါသူပျောက်သွားပြီမတက်သွားလဲမမတ်မှုတော့အနမိုးလင်းတော့ဒါဟာအိမ်မဆိုးတစ်ခုပဲလို့ထင်တဲ့ဂူးဆိုင်ကြီးဘာပဲမြတ်သွားတက်ခုရေချိုးကန်းလေးကိုဝင်တဲ့အခါမှန်လေးကိုကြည့်လိုက်တော့နှာခေါင်းမှာအနာတစ်ခုကိုတွေ့လိုက်ရရမ်းလန့်သွားတယ်ညကအရေးကနှာခေါင်းကိုကြည့်ခဲ့တာကိုသိရလိုက်ပြီလေ နာကိုဖြစ်ကြည့်တော့တော်တော်လေးနာကျွန်တော်အနည်းစီပြေးသွားပြီးတော့ပြောတယ်ကိုကရေပြီးတော့ငါ့ကိုနောင်းနေဒီတညမှာအန်တီနဲ့အတူအိတ်တယ်နောင်းနေမှာအမေကိုဖုန်းဆက်ပြီးပြန်လာခေါ်ဖို့ပြောလိုက်ဘယ်သူမှမယုံကြဘူးကျွန်တော်အမေအထွေညီကိုနဲ့အပန်းမော်တို့ကိုဒီအကြောင်းကိုပြောပြတယ်ဒါပေမဲ့ဘယ်သူမှမယုံဘူးငါညာနေတယ်လို့ထင်ကြတယ်တကယ်လို့ဒါစိတ်ကူးဆိုရင်ငါနှာခေါင်းမှာရှိနေတဲ့အမယုတ်ကဘဲကလာတာလေကျွန်တော်ဘာမှမသိဘူးဒါပေမဲ့ဒါကတကယ်ဖြစ်ပျက်ခဲ့တဲ့ပြည့်ရတဲ့ခု ခစ်စနေပတ်သက်ပြီးကျွန်တော်အများကြီးငုံငုံကြီးတော့အဲဒီမှာကျွန်တော်ထိနိုင်တဲ့အရှင်ရင်းနဲ့စိတ်ပြောက်ကိုပိုးကားပြီးတော့ကျွန်တော်နာမည်က Facebook ပါပါအဲ့ဒီတုန်းကအလေးတန်းကျောင်းသားခစ်မမီကလောက်ပြီး2022ခုနှစ်ဝူရာဒီအားလိုက်ရမှာမလားလို့ကဖြစ်ရကျွန်တော်တို့ကျောင်းကအထက်ငယ်ဖက်ရှိပြီးတော့ဓာတ်လေကဖြစ်ပါတယ်ဓာတ်လေကကဆရာကြီးတွေပဲဖြစ်ပြီးအခုကျောင်းသားတွေကတုံးကြီးခွင့်ရထားတယ်ကျောင်းကတန်းပေါ်များကြီးကဒုက္ခပြီးသူကငင်းငယ်လောက်ကိုရန်စားဖို့ဒိန်းသားတွေကိုခစ်စည်းဖို့သူရှင်ငင်းငယ်မှာနာမည်ကြီးဖို့ တခြားចောင်းသားတွေကိုနိုင်ကျင်းကိုကြိုက်ကြတယ်ကျွန်တော်ကတော့အဲ့လိုចောင်းသားမျိုးမဟုတ်ဘူးကျွန်တော်ကဂူးဆိုင်တဲ့သူကျင်နာတတ်သူပါခုတ်ခေပါပဲဒါပေမဲ့ကျွန်တော်ဒီစာရင်းနေတဲ့အကြောင်းကအဲ့ဒါမဟုတ်ဘူးကျွန်တော်ကဒုတိယပိုင်းသင်္ချာတန်းမှာခိုင်းနေခြင်းတာမန်နေ့ကနေ့တွေကိုပြင်းစရာကောင်းတဲ့သင်္ချာသင်ခန်းစာတွေညီမချင်းတွေဖြည့်ရှင်းနေတယ်ကျွန်တော်အရင် Dream Cycle ကျုပ်ရဲ့အတန်းခန်းထဲကအတန်းချက်ဆက်ပွင့်လာကျွန်တော်ထင်တာကကျောင်းကြီးကတကုတ်ခုပြင်ညာမှာပေါ့အပြင်မှာမဟုတ်ခဲ့ဘူးကျောင်းကကမြို့သမီးရဲ့အတန်းကတုံနေတယ်လို့ပါပဲ ဦးမပြောတာကခဏနဲ့ဆဲကြောတက်တယောက်ကျောင်းခွင်းနဲ့ဝင်လာတယ်လို့ကျွန်တော်ထိတ်လန့်တော့ပြီးတော့ကြောက်သွားတယ်။နောက်ကတိုင်းပေါ်တွေကိုလှည့်ကြည့်တော့သူတို့လည်းကျွန်တော်လိုပဲလိုက်နေကြတာ။ဆရာမကကျွန်တော်တို့ကိုတောင်းမှထမ်းခမ်းပြီးတော့ဓာတ်တွေကိုတော့ခတ်မိခွေဘိတ်ဒီကန်ပေါ်တွေကိုမှောင်အောင်လှုပ်လိုက်ကျွန်တော်တို့ကတက်ဆိတ်စွာထိုင်နေပြီးတော့ဒေါတောင်းပြီးမှပြန်ခတ်ဖို့စောင့်နေတယ်။ဒီချိန်မှာဒါကလေ့ကျင့်မှုမဟုတ်ဘူးဆိုတော့ပြလိုက်ရမိနစ်နည်းငယ်ကြာတော့အတန်တွေကြာလာရဒီပိုင်းကကျွန်တော်ကိုဒီနေ့ခက်တန်တောင်းလို့ပြလိုက်ရအိတ်ဆိတ်မှုကိုတနတ်တန်တွေကဖြတ်တော့ကြလိုက် ခဏချက်ပြည့်လဲတိကျမပြောနိုင်ဘူး။သုံးချက်ဒါမှမဟုတ်လေးချက်လောက်ထင်တယ်။အတန်ကြီးကကျွန်တော်တို့အတန်ကန်းနဲ့ဝေးနေပုံလား။ဒါပေမဲ့ဟောရဲကနေမိကလာတဲ့ခြေတန်ကြီးကြားနေရတယ်။ဘယ်သူခွဲခင်ပြည့်ကျွန်တော်တို့အတန်ကားကိုကြောက်နေပြီ။တချို့ကျောင်းသားတွေကငိုကြတယ်။သူတောင်းကြတယ်။တနက်သမားပြန်သွားပါသေးဆိုပြီးတော့ခြေတန်တို့ကပုံမိလာတယ်။ပြီးတော့ရက်သွားတယ်။ကျန်တဲ့ကျောင်းသားတွေကတိတ်ဆိတ်သွားကြတယ်။ဒီချိန်မှာပဲမင်းတို့ဘယ်မှာလဲဆိုတဲ့အတန်ကြားလိုက်ရတယ်။ဟုတ်အောင်တန်းကြပြီးတော့ကျွန်တော်3လက်တော့မနေပါဘူး။ ကနေသူတွေလည်းကြောက်နေကြတယ်။ဒါပေမဲ့ညှော်လင့်မထားတဲ့အရာကဖြစ်သွားတယ်။ကနေသမားကဟောထဲကနေပြေးထွက်ပြီးတော့ကုလာတဲ့လက်နဲ့ပြန်ပြေးသွားတယ်။နောက်မိနစ်နဲ့ငယ်ကြာတော့အတန်ချက်ဆက်ကပြန်ဖွင့်လာ။အရင်ကမျိုးသမီးပြောတာကဖမ်းခံရမှာကိုကြောက်လို့။နောက်ကပြေးထွက်သွားပြီလို့ပြောပါတယ်။ပြောကြမှာတော့ကျွန်တော်တို့အားလုံးစိတ်အေးသွားကြရတယ်။နောက်နေ့မှတိလိုက်ရတာကကနေသမားကအထက်တန်းကျောင်းသားတယောက်ဖြစ်ပြီးတော့ခုခုကြောင့်အရင်စိတ်ဆိုးနေရပါ။ဘာလဲတော့မမှတ်မိတော့ဘူး။ သူကအကြောင်းကိုတနက်နဲ့ဝင်လာပြီးတော့ဒုတိယတက်စာကြီးကန်းကိုတက်သွားတယ်။လူကြီးဖက်ပြအောင်ရက်ကိုလေးချက်ပြလိုက်။ရဲတွေကသူ့ကိုဖမ်းပြီးထောင်ချလိုက်တယ်။နက်ဆောင်တော့သူ့ကိုလမ်းပေါ်မှာမပြရတော့ဘူးပေါ့။